မင်္ဂလာပါရှင် ရွှေငုံကနေတင်ဆက်ပေးမယ့်သတင်းကြောင်းကတော့ငလင်တန်သည့်ဖုံးတော်ကြီးတင်ကြောင်းများပြန်လည်ဖွင့်လှစ်နိုင်ရန်ယာယီကြောင်းများတည်ဆောက်မယ်ဆိုတဲ့သတင်းဖြစ်ပါတယ်ငလင်တန်သည့်စကိုင်းမြို့ရှိဖုံးတော်ကြီးတင်ပညာရေးကြောင်းများအချိန်မီပြန်လည်ဖွင့်လှစ်နိုင်ရန်ယာယီကြောင်းများတည်ဆောက်သွားမှာဖြစ်တယ်လို့အနာဂတ်အလင်းနံလူငယ်ဖွံ့ဖြိုးရေးအသင်းမှတာဝန်ရှိသူတို့ကပြောပါတယ် စကိုင်းမြို့အတွင်းဖုံးတော်ကြီးတင်ပညာရေးကျောင်းနဲ့တီလာရှင်တင်ပညာရေးကျောင်းစုစုပေါင်း16ကျောင်းရှိကငလင်တန်းကျောင်း17ကျောင်းမှာပျက်စီးမှုဖြစ်ပွားခဲ့ပြီးကျန်5ကျောင်းမှာအလုံးစုံပြိုကျသွားကြောင်းသိရှိရပါတယ်။စကိုင်းမြို့မှာရှိတဲ့ကျောင်းတွေကတော့အချို့ကတော့ပြန်လည်ပြင်ပြလို့ရတယ်။တချို့ကတော့လုံးဝပြိုကျတာဆိုတော့ပြန်ဆောင်မယ်ဆိုရင်အချိန်အဖြစ်တစ်နှစ်လောက်ကြာမယ်ဆိုတော့ကလေးတွေပညာရေးနောက်ကျသွားမယ်။ဒါကြောင့်သူတို့အတွက်စာသင်လို့ရအောင်လောလောဆယ်တစ်နှစ်နှစ်ခန့်ယာယီအစအဦးတိစောက်ပေးပြီး နောက်မှចောင်းဆောင်အတစ်ကိုပြန်လည်တိဆောက်သွားမှာပါလို့အနာဂတ်အလင်းနဲ့လူငယ်ဖွံ့ဖြိုးရေးအသည်မှတာဝန်ရှိသူတို့ကပြောကြားကြောင်းသိရပါတယ်။ဘုန်းတော်ကြီးတင်ပညာရေးကျောင်းနဲ့တိလရှင်တင်ပညာရေးကျောင်းများယာယီတိဆောက်ရေးအတွက်ညှိနှိုင်းအစည်းအဝေးကိုမေလ၂ရက်မွန်လယ်တနားရီကစကိုင်းတောင်ရွှေရှိအပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ IBEC မှကျင်းပခဲ့ကအစည်းအဝေးသို့စကိုင်းတိုင်းဘုန်းတော်ကြီးတင်ပညာရေးကျောင်းများဥက္ကဋ္ဌဆရာတော် ကျောင်းများမှဆရာတော်များသီလရှင်ဆရာလေးများကုညီထောက်ပံ့မှုများပေးရမယ် Flying to လူမှုကုညီရဲ့အသင်းမှတာဝန်ရှိသူများတက်ရောက်ကြကြောင်းလည်းသိရှိရပါတယ်ရှင်